တော့ခုဒီနေ့ပေါ့နော်အခုနည်းနည်းပြောပြချင်တာကကာဘီမဇောအန်အီဂရန်နျူလိုဆိုက်တိုစစ်ပေါ့နော်အဲ့တော့ကာဘီမဇောတောင်းနေတဲ့ patient တွေမှာအီဂရန်နျူလိုဆိုက်တိုစစ်ရလာခဲ့ရင်ကိုယ်ကမာရီ manage လုပ်လို့ရလေဆိုတဲ့အပိုင်းကိုပြောပြပေးမှာဖြစ်ပါတယ်နော်အဲ့တော့အဲကိုယ်တို့အလုံးသိပြီးသားပဲပေါ့နော်ကိုယ်တို့ antithyroid drug အနေနဲ့ကိုယ်တို့သုံးကြတဲ့ကာဘီမဇောကသူ့ရဲ့ one of the possible side effect က agranulocytosis ပေါ့နော်တကယ်လည်းအရင်ကြီး common ဖြစ်လာဆိုတော့မဖြစ်ဘူးဒါပေမဲ့ကိုယ်ကလည်းဆိုတော့ နော် life threatening ဖြစ်တယ်ပေါ့နော်သေနိုင်တယ်သေနိုင်တဲ့အခါကျတော့ကိုကအဲ့ဒီကာဗီမဇောက granulocytosis ရပြီဆိုရင်ကိုတို့ဘာကြီးလောက်ရမလဲပေါ့နော်နံပါတ်1ကတော့ risk ကဘယ်လောက်ရှိလဲဆိုတော့ခုနကပြောသူပါသူက0.2%ပေါ့ဒါ division ရဲ့ data လေးပေါ့နော်0.2%ပဲ risk ရှိတာအဲအဲ့တော့အရင်အများကြီး risk ရှိရတော့လည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုတို့ဘာလဲဆိုတော့နော်ဟိုဒီလောက် risk ကလည်း life threatening တော့ဖြစ်တော့အရေးတော့ကြီးတယ်အဲ့တော့ patient ကိုကိုတို့သေချာ မှားမယ်ပေါ့နော်မှားမယ်ဆိုတော့ဒါ ACE ပေါ့နော် endocrine practice guideline ကတော့ဗာပြောထားလဲဆိုတော့ patient ကိုကိုလို့သူ့ရဲ့ဒီ agranulocytosis ရလာပြီဆိုရင်သူတို့အရင်ပြောနေကြ symptom တခုက franchise ပေါ့နော်အဲ့တော့အခုလို့မှားနေကြရှိပါတယ် patient ကိုဖျားရတယ်လေချောင်းတွေနာလာတာအဆပေါ့နော်အဲ့တော့အခုကတော့ချောင်းဆိုးတာလေ respiratory symptom တွေပေါ့နော်အဲ့တော့တခုခုနေမကောင်းဖြစ်ပြီဆိုတာနဲ့ဆရာဝန်ရှိချက်ချင်းပြန်လာဖို့အခုကမှားဖို့လိုတယ်ဒါကအခုလို့ apply တခုပေါ့နော်အဲ့တော့ agranulocytosis ကအဲ့လိုမျိုးနဲ့ present လုပ်တတ်တယ်အဲ့တော့အဲ့လိုလာပြီဆိုရင်ပေါ့ patient ကပြန်လာပြီဆိုလဲအခုကပေါ့လိုက်လို့မရဘူးပေါ့နော်အဲ okay အဲ့ဒါဆိုရင်အခုဘာလုပ်ရမလဲဆိုတော့ cp or သူတို့အခုဖောက်အောင်ပဲပေါ့နော်အဲ့တော့ differential wbc ကောက်ရွှေ့ပြီး obtain ဆိုပြီးကိုပြောပါเนาะအဲ့တော့ကိုတို့လွယ်စစ်ရင်တော့ cp ပေါ့လေ cp ဆက်လိုက်တယ် differential ကောက်ကိုကြည့်မယ်ပေါ့เนาะအဲ့တော့ a granulocytosis ဆိုတော့အဓိကအညူထိုဖေးကောက်နေနေနေလားပေါ့เนาะဒါကိုကိုတို့အဓိကကြည့်မှာပေါ့เนาะဒါပေမဲ့ rodin monitoring of white cell count is not recommended ပေါ့အဲ့ဆိုရင်အကိုရေပေါ့เนาะဒီကာဘီမဇောတောက်နေတဲ့လူတွေကိုပုံမှန်ကျွန်တော်ကသွေးစစ်ဖို့လိုလားဆိုတော့ အဲ့လိုတော့သူက recommend မလုပ်ထားဘူးလို့သူကပြောပါတယ်နော်ဒါသူရဲ့ recommendation တစ်ခုပေါ့နော်အဲ့တော့ဒီအပိုင်းနဲ့ဆိုင်တဲ့ recommendation ပါအဲ့တော့နံပါတ်1ကတော့ဒါအကိုတို့တင်နေပြောနေကြတာပါပဲနော်အဲ့တော့ဗာလဲဆိုတော့ကာပြီမစောတောက်နေရဲ့ patient မှာဒါမှားမယ်ဒါတစ်ခုပေါ့နော်နောက်တစ်ခုကအကိုဘာတစ်ခုပြောခြင်းလေးလဲဆိုတော့ โอเคပေါ့เนาะအဲ့ဒါဆိုရင် ingredient လို့ဆိုင်သူစကရလာပြီဆိုပါတော့ရလာပြီဆိုရင်ねတွားတော့ဒါ MMI ဆိုတာကသူတို့ဒါအကူ American guy level ကယူလို့ပေါ့เนาะသူက methimazole ကိုရေးတာเนาะ PTU ဆိုတာက provider ကိုယူရဲစေသူက carbimazole methimazole အုပ်စုနဲ့ကတော့ ingredient လို့ဆိုင်သူစကပို့ရတယ် provider ကိုယူရဲစေနေရတော့နည်းနည်းရတာနည်းတယ်လို့တော့ပြောတယ်ပေါ့ဒါပေမဲ့သူကဘာလဲဆိုတော့ ingredient လို့ဆိုင်သူစရခဲ့ပြီဆိုရင်သူက alternative drug ကိုအဲ့လိုလှည့်သုံးလို့မကောင်းဘူးကြည့်เนาะ use of other mitigation absolutely contraindicated that due owing to the risk of cross reactivity between these two medication ပေါ့နော်အဲ့တော့ကာဗီမဇိုဗနဲ့အီဂရန်ယူတို့ဆိုရတဲ့အချိန်မှာ provider ရဲ့ဈေးလေးပြောင်းထားလိုက်မယ်လို့တော့သူ့ရဲ့ guideline recommendation ကမလောက်ခိုင်းဘူးပေါ့နော်အဲ့တော့အဲ့လိုလုပ်လို့မရဘူးပေါ့ဒါလေးပါတစ်ချက်မှတ်ဖို့လိုတယ်နော်အဲ့တော့ကိုတို့ကဖြစ်လာခဲ့ရင်ဘာဆက်လုပ်မလဲဆိုတဲ့ idea ကိုဆက်မပြောမိရမှာဘူးပေါ့နော်အဲ့တော့ဒီမှာတော့ဒီ video မှာတော့ကိုအဲ့ဒါလေးကိုနည်းနည်းလေး emphasize လုပ်ချင်တာနော်အဲ့တော့ number 1ကတော့ကိုပါလဲဆိုတော့ အဲတခုနဲ့ရပြီဆိုရင်နောက် alternative ဖက်ကိုမပြောင်းလိုက်ရဘူးပေါ့ပြောင်းလို့မရဘူးပေါ့ okay ဒါတခုပေါ့နော်နောက်တစ်ခုကကျတော့အဲ့ဒီ agranulocytosis is usually reversible ပါတကယ်တမ်းပြောရနော်အဲ့တော့ usually reversible ပြောချင်တာကားကိုပါလဲဆိုတော့ it is reversible ပေါ့နော်ကောင်းသွားမယ်ဟာပေါ့စိတ်ရဲလိုက်ရင်ကောင်းသွားမယ်ဟာဒါပေမဲ့ပြန်မစအောင်ပြန်မစအောင်နော်အဲ့တော့ while stopping the medication that can allow the white cell count to recover တဲ့ agranulocytosis is rare and but potentially life threatening side effect ပေါ့နော် risk of recurrence with restarting ကပြင်မယ်ဆို is high ဆိုပြီးတော့သူပြောတယ်ပေါ့နော်အဲ့ဒါကြောက်သွားပါလဲဆိုတော့ပြင်မစားဒါပြင်မစောနဲ့အဲ့တော့ alternative drug လည်းပြောင်းမသုံးဘူးပြီးတော့ agranulocytosis ကောင်းသွားရင်ရောပြန်စမှာလားဆိုတော့ပြင်မစားရတော့ဘူးအဲ့ဒါလေးကနည်းနည်းလေးစိတ်ဝင်စားစရာကောင်းသွားတယ်ပေါ့နော်အဲ့ဒါတစ်ချက်ပေါ့ အဲ့တော့ other native treatment option အဲ့ဆိုဘာလုပ်မလဲပေါ့နော် if the carbamazole is a cause of acrine you know site to say switching to the other native treatment method such as thyroidectomy is often recommended ပေါ့နော်အဲ့ဒါဆိုရင် medical treatment နဲ့မရတော့ဘူးပေါ့နော်ဆိုတော့ surgical ပြောင်းဖို့ပေါ့တဲ့နော်အဲ့တော့တခြား other native treatment ကိုပေးပေါ့နော်အဲ့ဒါကြောက်တော့ပါလဲဆိုတော့ other native treatment option က တခြားစီမဟုတ်ဘူးဆိုတာလေတကယ် emphasize လုပ်ချင်တာเนาะအဲ့တော့ပြန်လဲမဆောက်ဘူး okay အဲ့လိုမျိုးဆိုဖြစ်သွားပြီးတဲ့လူဆိုရင်ဘယ်လို control လုပ်မလဲဆိုတော့ surgery ဒီလိုဟာမျိုးပေါ့တခြား rewire တွေနေပါလေပါရင်ပါမှာပေါ့เนาะအဲ့လိုမျိုးတွေနေပဲကိုယ်ကလဲဆိုတော့ဟိုဟာလောက်ရမယ်ပေါ့เนาะ now alternative treatment option အဲ့လိုဖြစ်သွားမယ်ပေါ့เนาะအဲ့တော့ဒါကကိုယ်ကလဲဆိုတော့သူ့ရဲ့ထူကြတဲ့ချက်လေးပါเนาะအဲ့တော့ carbimazole နဲ့ agranulocyte dose ရတာကအများကြီးသိကြပါတယ်เนาะဟိုလိုတင်ဘူးတဲ့ငယ်လေးတွေอ่ะဒါပေမဲ့ကိုယ်ကလဲဆိုတော့ agranulocyte dose တကယ်ရောက်သွားရင်ဘာလုပ်မလဲဆိုတဲ့ idea ကိုပါ ဒီမှာသူက guideline နေကိုပြပြပေးတာဖြစ်ပါတယ်เนาะအဲ့တော့ဒါကတော့ကို e-commerce site သူစရခဲ့ရင်မလုပ်မလဲဆိုတဲ့အပိုင်းကိုပြပြခဲ့တာပေါ့เนาะအဲ့တော့နောက်ပိုင်းလဲအခုခုလိုမျိုး short CME လေးလည်းဆက်လုပ်ပေးပါဖို့ရှိပါတယ်เนาะအဲ့တော့ကို account လေးကိုလည်းအခုရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ် ဲ့တော့အခုဒီမှာပဲရက်လိုက်မယ်နော်